မတ်တီငွေ30ရှိတယ်ကျွန်တော်မိသားစုကမတ်တီငွေ30ရှိတယ်ကိုရှာနဲ့ကိုကြီးကိုရှိအပ်ပြီးတဲ့ပိတ်တဲ့အာမင်္ဂလာပါခင်ဗျာကိုလိုင်းမပေါ်တော့ပြင်းနေနေတဲ့မဟုတ်မဟုတ်ပြတဲ့နေပေါ့နော်ကျွန်တော်တို့ကြပါမယ်ဆိုတော့စုပ်ထိပ်ကြည့်ပါဦး ဆိုင်ရတော့သူကစကားပြရလိုက်ပြီးရောနော်။အဲ့ဒါကွာကွာအခက်အခဲရှိရလို့ရှိရင်အခုဆိုင်တဲ့ပေါင်းပြီးတော့နော်။အဲ့ခုနှစ်ရက်တာညရဲ့အလူနေနဲ့အဲ့သိ30နီးပါးနဲ့ကျွန်တော်တို့ကတော့မေးသားရေးမှဖြစ်ပါတယ်။ကျွန်တော်တို့ခနေတာဒီခတ်ပြီးတော့ဝင်စင်တန်းရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့39ကို46 56စီကတောင်းတဲ့အထက်တန်းစားညီလေးကိုမရိုးဖြောင်းတဲ့လူလင်လူကောက်တွေကကိုတို့တို့ချနင်းသွားမှာကိုစိုးရိမ်မိတယ်ဗျာနော်။ဒီအပိုင်းမှာရေကြောင်းတဲ့ညီလေးကအတူရေကြောင်းလူလာတွေပုံမှန်လုံနေပြီးတော့ပေါ့။ ကျိုးဆိုတဲ့ညီလေးနဲ့အတူပူတွဲပြီးတော့ဒါလိုင်းလီရွှေဆိုင်နဲ့ဇုံးလီဆိုင်ဆိုင်နဲ့တခြားသောဂုံပြချင်းမြင့်ငွေစုစုပေါင်း30ကျော်ကိုဒါကျိုးညီလေးနဲ့အတူပူတွဲပြီးတော့လူတန်းသွားမယ်ဆိုပြီးတော့အကျိုးဆိုတဲ့ညီလေးကကိုရှမ်းရဲ့တက်တော့အကောင့်မှာအဲကြုံညာဝင်ထားတာမျိုးတွေ့ရတယ်ဗျာနော်အဲဟုတ်ကဲ့ဟွာ30ဆိုတဲ့ပတ်စံကကျွန်တော်ပတ်စံမဟုတ်ပါဘူးညီလေးကိုချေးဦးရဲ့ပတ်စံပါအဲကျွန်တော် ကုသိုလ်လုပ်တဲ့ချိန်မှာကျွန်တော်ပါပါရှင်စင်းလို့ဆိုလို့ပြီးတော့ပတ်စံတွေပါကျွန်တော်ပတ်စံတပြားတစ်ချက်မှမပါပါဘူးခင်ဗျာတို့ရတူပေါင်းပါဝင်လူတန်းကျင်တယ်ဆိုပြီးတော့ဖုန်းနံပါတ်တစ်ခုရွတ်သွားတာကလေအဲ့ကျိုးဆိုတဲ့ညီလေးရဲ့တက်တော့အကောင့်မှာတင်ထားတဲ့ဖုန်းနံပါတ်ဖြစ်နေတယ်အဲ့ကြတော့ဘယ်လိုလေးလေးပါမလဲဖြစ်ဖြစ်ဟုတ်ကဲ့ပါခင်ဗျာဖုန်းနံပါတ်ကတော့ကျွန်တော်ကျွန်တော်မှာ KB ရော WB ရောမရှိတဲ့အတွက်ညီလေးဖုန်းနံပါတ်ပေါ့နော်သူဖုန်းနံပါတ်ကြောင့်သူထဲမှာကြောင့် KB ရော WB ရောရှိပါတယ်ခင်ဗျာအဲ့ကြောင့်မလို့သူဖုန်းနံပါတ်ကလေးကို ကျွန်တော်ကကုညီတောင်းပြီးတော့ဟိုဟာတင်ခိုင်းတင်ခိုင်းထားတာပါဗျာပြီးတော့သူဟိုဟာလွှဲပေးတဲ့ပတ်စံတွေကျွန်တော်တို့ပြတ်တက်ချက်မှာအကုန်လုံးပြန်ပေးရမနော်ပြန်ပြောပြရမနော်အတူတူညီကုန်းရောအတူတူရှိနေပါလေနော်လက်တက်တွေနေပါလေခင်ဗျအဲ့လိုရုပ်ချောင်းလားရုပ်ချောင်းလားဆိုတာတွေကတော့ကျွန်တော်တို့မပြောနိုင်ဘူးမသိနိုင်ဘူးအဲ့လိုမျိုးလဲဆွဆွဲလို့မရဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့ဒါရေကြောင်းတဲ့အထက်တန်းကညီလေးကို ချစ်ခင်ကတော့တဘိုးထားတဲ့အတွက်ကြောင့်မို့လူလေလူကောက်တွေမရုပ်ဖြောင်းတဲ့သူတွေနဲ့အတူအခုတို့ချနေသွားတဲ့သူတွေနဲ့တွဲဆုံသွားမှာကိုတော့စိုးရိမ်မိတယ်ဗျာနော်အဲ့တော့ဟုတ်ကဲ့ဟိုကကျွန်တော်ညီလေးကအဲ့လိုစိတ်ထဲမှာမပါပါဘူးအဲ့လိုစိတ်ထဲမှာရှိပါဘူးကျွန်တော်လိုပါပဲကျွန်တော်တို့စိတ်ပါပဲဖြူစင်ပါတယ်စိတ်ထားလေးတော်တော်မြင့်မြတ်ပါတယ်ကျွန်တော်တို့ညောက်ကပေါင်းတာလေအခုအခုဆိုအခုခုမှပေါင်းတာမဟုတ်ပါဘူးအရင်ကမှဒီ live မှာတူတာအရင်ကကျွန်တော်ကသူ့ရဲ့ idol လေးပါဒီ line ပေါ်မှာတော့ပါစာပြောဖြစ်တယ်စကားလည်းပြောဖြစ်တယ်အရင်ကမှတိတိကျကျပါကျွန်တော်က ဖုန်းနဲ့ပတ်သက်တာရှိရင်မကြွန့်ကျင်ပါဘူးမကြွန့်ကျင်တဲ့အတွက်ညီလေးကိုလန့်ပြီးတော့အခုလန့်တောင်းလိုက်တယ်ညီလေးကိုကဒီလိုဒီလိုပေါ့နော်ကိုမှဘာမှနားမလဲဘူးပေါ့နော်တစ်တော့လာမှကြွန့်ကြွန့်ကျင်ဆိုးတတ်တာမဟုတ်ဘူးကိုကိုဟာပတ်သက်လွှဲတာပဲဖြစ်ဖြစ်ကိုမှနားမလဲဘူးညီလေးကိုယူတစ်ချက်တော့အကူညီပါအောင်သူကအဲ့တန်းလို့ရန်ဟိုဟာဘာလို့ပြောမလဲပတ်သက်ရင်အေးအဝတိုင်းပါတယ်အေးအဝတီပတိန်ရပါတော့အဲ့ကနေပြီးတော့ဒီတိကိုလာတော့အခုချိန်ဒီတော့ပြန်ပါလေအခုဒါတော့ပြန်ဖို့ကကျွန်တော်ဆွဲခေါ်ထားလို့ပေါ့နော်ဟုတ်ပါ ကိုကြီးရေညီလေးတဲ့အဲ့လိုမျိုးဘူလိုင်းမှာဘောနော်ဒီကိုကြီးပြောတယ်ဘာတူအယောင်လည်းထိပါသူ့ရင်ထဲမှာစမကောင်းဘာပြောဒီတူကမှမဟုတ်တယ်မဟုတ်တော့ကျွန်တော်တရားလုံးရှိပါတယ်ပြက်ပြပါပဲကျွန်တော်ပိုင်ရှင်ကိုလည်းတရားလုံးရှိပါတယ်သူ့ပစံလုံးဝကိုတရားတစ်ချက်မှကျွန်တော်ကျွန်တော်ပစံမနော်ကျွန်တော်ပစံတရားတစ်ချက်မှကိုဒီပါခဏအခုရှိနေပြီမဲ့ဒါဆိုလည်းဒီဒီအခန်းဆိုလည်းဒီကိုယ်တိုင်ငှပေးတာပါဘာဆက်ဆက်ရရတော့တက်စီတော့ကျွန်တော်တွေ့ရှိရတယ်တော့လည်းအမျက်နဲ့တွေ့ဆိုလည်းတွေ့ရှိရတယ်ကျွန်တော်ကျွန်တော်ရှိရပါအတခုမှသူဒီပါခင်ဗျာသူကထထားစားပါပဲညီလေးတို့ပါပဲစိတ်ထားလေးကောင်းပါတယ်တော်တော်လေးလေးဖြူစင်ပါတယ် ဒါပေမဲ့သူ့အခြေအနေမှာမကောင်းဘူးနော်သူကမှမဟုတ်တော့လေဘာမှမပြောဆိုထားဘူးဘာမှလည်းမလုပ်ထားဘူးအဲ့ဒီပတ်စံကတော့ကျွန်တော်ပတ်စံမဟုတ်ပါဘူးဒီလေးရဲ့ပတ်စံပါအဲ့ဒီကဒီဘက်ကကျတော့ကျွန်တော်နည်းနည်းပါးပါးကြိုးစားနေတယ်သူကကိုဆိုင်ရေးတဲ့ဒီဘက်မှာနည်းနည်းပါးပါးဒုက္ခရောက်နေတဲ့နေရာလေးကိုလက်ကြပေးပါဆိုလို့ကျွန်တော်ကလက်ကြပေးတယ်အဲ့ကြတော့အဲ့ရွာလေးတူရမှာပေါ့ကြောက်တာရွာတူရွာလေးမှာကျတော့ဒီလေးကကိုကြီးရဲ့ညီလေးတယောက်ထိတယ်မပါချင်းပေါ့နော်ကိုကြီးရဲ့ပါစီစဉ်အောင်လို့ဆိုပြီးအဲ့ပတ်စံ30ဆေးရကျွန်တော်ကိုကျွန်တော်ကိုပေးတာပေါ့တူတော့မကန်ထားဘူးညီကိုကြီးရဲ့ရောကိုကြီးလူချင်းနေနေရာလေးလူပေါ်တော့အဲ့လိုမျိုးတီကိုသူက ပေးထားပုံနဲ့ကျွန်တော်ယုံကြည်ခြင်းနဲ့အပ်ထားပါခင်ဗျာအဲ့လိုစိတ်ကြည့်ချင်မှရှိပါဘူးခင်ဗျာအဲ့လိုပါလို့ပြန်ဆုံးတော့မှာဘူးတော့စိုးရိမ်မိတယ်ဗျာနော်အဲ့တော့ဒီဒီကတော့ကြောင်းတဲ့အတက်တန်းစားကြီးလေးရဲ့တက်တော့အောက်မှာဘယ်လိုလေးကျင်းစားလဲဘယ်လိုလေးမှန်းထားလဲတို့တို့အားလုံးအထူးထူးကြည့်ကြကြအောင်ပါအားလုံးလည်းမင်္ဂလာပါခင်ဗျာဒီကတိုင်းတိုင်းမှာတော့တောက်တာဒီဘက်ကဘုံဒီနေ့ဒီနေ့ဆက်လုပ်ကြ ရောက်ရောက်ရှိနေပါတယ်။တကယ်အခက်အခဲရှိတဲ့နေရာတွေပေါ့နော်။အရန်ဟိုအလူရှိနေနေနေတဲ့နေရာလေးရှိတယ်ပေါ့နော်။အဲ့ဒါကြောင့်ကျွန်တော်တို့ကိုယ်ဆိုင်နဲ့ပေါင်းပြီးတော့ပေါ့နော်။အဲ့9ရက်တာမီညာရဲ့အလူတွေနဲ့အဲ့30နီးပါးနဲ့ကျွန်တော်တို့ပေါ့နော်မိသားစုမှာဖြစ်ပါတယ်။ကျွန်တော်တို့ခနေ့တာမီဆက်ပြီးတော့လူရှင်တတ်ရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့တော့300ကိုခွင့်ရှိရှိနေတယ်။ကိုဆိုင်ရဲ့ဒီပို့ဆောင်မှာမတောင်းကြတဲ့လူတွေလည်းကျွန်တော်အမြင်ကျွန်တော်ခံစားချက်နဲ့တူတူပဲဗျ။ဘောင်းကြီးရဲ့တတိရှိပါတော့တဲ့။အတုံးချခံတွေတတိထားပါတော့။ ချာမှန်လို့ပြောပြဒီမှာအဲ့ဒါပြောတာလည်းကျွန်တော်ဆိုရင်လည်းခံတာကောင်းတယ်သူကလည်းကိုယ်ဝင်ဖြစ်စေချင်မှုတဲ့သူစီးပွားရေးသမားတွေကြောင်းသူကလည်းဘုံဘက်သွားမှဆုလုပ်ပါတဲ့ပါကစ္စတန်ပေါင်းချင်တယ်တဲ့သူကသူတယောက်ချင်းရူးရူးတတတူပါစေတဲ့ရှာရှိတယ်သူဒီကကြောင်းရောက်တော့ကဟုတ်ကဲ့ပါကျွန်တော်ကအဲ့လိုမျိုးရှာရှည်ရလို့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီခုတက်ကကျွန်တော်ကအကူအညီတောင်းထားလို့ပါဟိုဘယ်လိုပြောမလဲ ဒီကျွန်တော်တို့အာမဝီအစီအစဉ်မှာလည်းဘယ်လိုလဲကင်မရာနောက်ကပဲရရတူပဲအဆက်ဆက်ရရဘလို့ကျွန်တော်ဘက်ကတေချာကူညီပေးပါတယ်ကျွန်တော်တယောက်ထည့်လိုက်တဲ့ဒီလောကအစင်မပြေဘူးကျွန်တော်ကသူကတကယ်ကိုစိတ်ထားကောင်းတဲ့လူပါသူကအကြည့်ကပါဘာကြည့်မှမရှိပါဘူးတကယ်တကယ်ကိုလေးစားပါတယ်ကျွန်တော်စိတ်ကအခုဆိုရင်မိုးတော်ကိုနေဆောင်ရများဆိုနေသမီးလာမစားဘူးကျွန်တော်တို့အခုအဲ့ပုတ်တကြီးဒီပုတ်ကလေးကြီးဒီပေါ့နော်စိတ်တမကောင်းကျွန်တော်လည်းဘယ်လိုမှဘယ်လိုစိတ်မကောင်းကြီးလို့ပေါ့ဒါပြောအဲ့မပြေတဲ့ညာကြီးတစ်ချက်ပဲ အဲ့ညဘောနော်ဟို340ဘောနော်အမနပိုင်းလာလူတဲ့ဟိုရွှေဆိုင်နေဘောနော်ရွှေဆိုင်နေကနေအဲကိုရှိုင်းဟိုဒါအိမ်တိလာလူရဲ့ပစံဟာအဲ့လိုလာလူရဲ့အချိန်မှာကျွန်တော်ကဒါမနေ့ပိုင်းလာလူတာတပြက်ကျွန်တော်ဒီတော့စကိုင်းကိုရောက်တာကညနေဆောင်တော့မှရောက်တယ်အဲ့ပစံ340ဆိုတာကျွန်တော်ရဲ့ပစံဟုတ်လားဟုတ်ပါတယ်ဒါကျွန်တော် AR ဝတီတိုက်ပတင်ကနေနော်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့မိတ်ဆွေတွေပြီး9ရက်သားသမီးဆိုတာကလည်းကျွန်တော်အားပေးနေရတဲ့ မိတ်ဆွေတွေပေါ့နော်အခုဒါကျွန်တော်အားလုံးပေါင်းဆိုပြီး30ကျော်ကျော်ရှိတယ်30ကျော်ကျော်ကျွန်တော်မတ်တီငွေ30ရှိတယ်ကျွန်တော်တို့မိသားစုကမတ်တီငွေ30ရှိတယ်အဲ့ဒါအရင်ကျွန်တော်မန္တလေးတိုင်းကျွန်တော်ရဲ့မိတ်ဆွေတွေခုနှစ်ရက်တာသမီးတွေကကျွန်တော်အားပေးနေကြတက်တော့မိတ်ဆွေတွေရောက်ဖေဖော်ဝါရီကမိတ်ဆွေတွေရောက်မန္တလေးတိုင်းနဲ့စကားတိုင်းမှာတကယ်အခက်အခဲဖြစ်တဲ့နေရာတွေမှာတော်ရောက်ပြီးတော့လူတန်းမိပါဆိုပြီးတော့ကျွန်တော်အကူအညီတောင်းရတယ် ဟုတ်လားမန္တလေးမှာကျွန်တော်330အစားတောက်ပြီးပစ္စည်းတွေအစုံကျွန်တော်လူပြီးခဲ့ပြီလူပြီးရနောက်မှာကျွန်တော်လက်ထက်မှာ340ဆိုကြံတယ်340ကြံတာဘူးကျွန်တော်ပထမဦးဆုံးစကိုင်းမှာလာတဲ့ခါကျတော့ကျွန်တော်ရဲ့မိတ်ဆွေအပေါင်းအသင်းအဖွဲ့အစည်းမရှိဘူးဒါပေမဲ့စကိုင်းမှာကျွန်တော်နဲ့အရင်ကအခုချိန်မှမဟုတ်ဘူးကိုချိုင်းနဲ့ဟုတ်လားကိုချင်းဦးနဲ့ကတိကြကြပြီးတက်တော့မှာတွေကလည်းအားပေးခဲ့တယ်တယောက်နဲ့တယောက်စကိုင်းလည်းပြောဘူးတယ်ဖုန်းလည်းပြောခဲ့ဘူးတယ်အဲ့ဒါကိုကိုချိုင်းကနေတစ်စိကျွန်တော်လည်းဖုန်းဆက်တယ် ော်ဖုန်းဆက်တော့ကျွန်တော်ကအရင်ဥဆုံးအလူရှင်ပဲကျွန်တော်လည်းအလူရှင်ပဲအလူရှင်ကနေကျွန်တော်ကိုဆိုင်စီကိုသွားပြီးတော့အဲ့ video file ကိုဆိုင်ကအရင်လည်းယူတာတယ်ဒါပေမဲ့ကိုဆိုင်လည်းယူတာဆိုကျွန်တော်လည်းအရင်ယူတာတယ်နော်ယူတာတယ်သူများပေါ့ဒီနေ့တိုင်းဒီကျွန်တော်တို့မဟုတ်တာဘာတစ်ခုမှမလုပ်ခဲ့ဘူးဟုတ်လားအခုကကျွန်တော်တို့အဲ့ TikTok တွေမှာတင်လိုက်တာတွေကကျွန်တော်ရင်မိတ်ဆွေတွေကျွန်တော် TikTok တွေကျွန်တော်အားပေးခဲ့တဲ့သူတွေကကျွန်တော်ဘာဖြစ်သွားပြီလဲဟုတ်လား ကျွန်တော်ကအဲ့လိုစိတ်ကလုံးဝမရှိပါဘူးเนาะဒါကျွန်တော်အမှန်တိုင်းပြောတာကျွန်တော်ကိုဆိုင်အခုကိုဆိုင်နဲ့လက်တွဲရတယ်ဆိုတာကလည်းကျွန်တော်မန္တလေးရနေအရင်ကဒါဒီနေ့မှာကိုဆိုင်နဲ့ကျွန်တော်အခုအတူတူနေတာပေါ့နော်အတူတူနေရဆိုတာကလည်းကျွန်တော်ရေရှည်အတွက်တွဲသွားမယ်ဆိုတာလည်းဒါကိုဆိုင်ကပြောတယ်ကူညီပေးပါဖေးမလေးပါအဆဆကြီးကကိုဆိုင်ဥမာကြောင်ကြားလေးပါလက်ခံတယ်လက်ခံတဲ့အခါကျကျွန်တော်ဖုံးစစ်တယ်ဖုံးစစ်တော့ကိုကြီးရကျွန်တော်ကြောင်ကြားခဲ့တယ်ကျွန်တော်မပြောတတ်ဘူးကိုကြီးတစ်ချက်လောက်ပြောပေးပါဦးကျွန်တော်ဒီဘေးနားမှာကူညီပြီးတော့လုပ်ပေးပါဦးဆိုပြီးတော့ကျွန်တော်အရင်လေးတိုင်ဒီတုနာမှာနေနေရတာကျွန်တော်မန္တလေးရနေစကားရုပ်ကျွန်တော်အသွားအပြန်တနေ့ကို9000 9000ပေးရတယ် တော့ကိုဆိုင်စီမှာယနေ့တိုင်းဒီအလူငွေရတဲ့ပတ်စံတွေကိုဆိုင်စီမှာကျွန်တော်တရားတစ်ချက်မှမရှိဘူး။ KB ဝိဘေးအကြောင်းလည်းကျွန်တော်ပြောနေကြရတဲ့သူတွေကို